အီတလီနိုင်ငံရဲ့အထင်ရှားဆုံးအဆောက်အအုံတွေအနက်မှာစောင်းနေတဲ့မျောစင်းကြီးတစ်ခုကိုမကြာခဏမြင်ဖို့ကြပါလိမ့်မယ်။ဖီဇာမျိုးကစောင်းနေတဲ့ tower, leaning tower ကိုဖီဇာလို့အမည်ရတဲ့ဒီအဆောက်အအုံဟာအီတလီနိုင်ငံဖီဇာမျိုးရဲ့ဖျားကျောင်းအတွင်းမှာတည်ရှိနေတာဖြစ်ပါတယ်။ဖျားကျောင်းဝင်းရဲ့ခေါင်းလောင်းမျောစင်းအဖြစ်1983ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးဂျာရီမှာရပ်တန့်ခဲ့ရမှုတွေကြောင့်နှစ်ပေါင်း200ခန့်ကျော်1382ခုနှစ်မှာမှတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။မျောစင်းရဲ့အမြင့်က183မီလီလက်မှရှိပြီးထူးခြားတာက ီဆောက်စင်ကလေးကစတင်ဆောင်းနေတာဖြစ်ပြီးအခုအခါ3.9ဒီဂရီခန့်ဆောင်းနေပါသေးတယ်အထက်ရှစ်ထပ်ပါဝင်နေဆောင်းနေတဲ့ဒီတာဝါကြီးဟာဖီဇာမျိုးရဲ့အမှတ်သားလေးဖြစ်ပြီး1989ခုနှစ်မှာ UNESCO ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်မျောစင်အောက်ခြေကိုစဝိုင်းပုံတိဆောက်ထားပြီးအပြင်ဘက်အချင်းကပေငန်းစင်ကန်ရှိပါတယ်တိဆောက်ရမှာကြောက်ဖြူနဲ့ထုံးကြောက်တို့ကိုအဓိကသုံးခဲ့ပြီးမျောစင်တစ်ခုလုံးဆိုရင်တော့တန်ချိန်14,900ခန့်အလေးချိန်ရှိပါတယ်မျောစင်ဆောင်းရခြင်းအကြောင်းရင်းကတော့အောက်ခြေမြ ည်မခိုင်မာခြင်းကြောင့်ဖြစ်ပြီးတတိယဓာတ်ဆောက်လုပ်နေစဉ်ကလေးကစတင်ဆောင်ခဲ့တာဖြစ်ပါတယ်1990ကနေ2000ခုနှစ်အတွင်းကြီးမားသောပြုပြင်မုံမှန်မှုတွေပြုလုပ်ခဲ့ပြီးတော့မျောစင်းကိုပုံမတည်ငြိမ်နေအနည်းအထားရောက်စီဖို့စူးစမ်းခဲ့ကြပါတယ်လေကလေးပေါင်း294တစ်တက်ပြီးမျောစင်းထိတ်သို့တက်ရောက်ပြီးပဝန်းကျင်ရှုခင်းတွေကိုကြည့်ရှုနိုင်ပါတယ်မျောစင်းပေါ်မှာခေါင်းလောင်း9လုံးတက်ဆင်ထားပြီးအကြီးဆုံးခေါင်းလောင်းကတော့တန်ချင်း3တသမ5ဒဏ်ခန့်အလေးချိန်ရှိပါတယ်ထူးခြားချက်တစ်ခုကတော့ဒုတိယကမ္ဘာစစ်အတွင်းမဟာမိတ်တပ်တွေဟောင်းပြီး ဆောင်မျိုးကိုဘုံချင်းအောင်မှဒီမျိုးစင်းရဲ့တမိုင်းအမွေအနှစ်ကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒီနေမြေတဝိုက်ကိုရှောင်ကျဉ်ခဲ့ကြပါတယ်။ပုံမှန်မဟုတ်ဘဲစောင်းနေခြင်းကဒီမျိုးစင်းကြီးရဲ့အံ့ဩဖွယ်ရာဖြစ်နေပြီးဒီမျိုးစင်းကြီးရှိရာကိုနှစ်စဉ်ခရီးသွားတသန်းကျော်လာရောက်လည်ပတ်လိရှိကြပါတယ်။